automation workflow တွေစတာတာကတော်တော်လိလဝင်နေနော်အချိန်လဲအရန်ကုန်တယ်ဒါပေမဲ့အဲ့ဒီအလုပ်တွေကို AI တခုကစက္ကန့်ပိုင်းလေးနဲ့လုပ်ပေးနိုင်မယ်ဆိုရင်ကောစိတ်ဝင်စားစရာမကောင်းဘူးလားကဲဒီနေ့မှာအဲ့ဒီဖြစ်နိုင်ခြေကိုပဲကျွန်တော်တို့အတူတူလေ့လာကြည့်ကြမှာပါ AI တခုကလေရှုပ်ရှုပ်ထွေးထွေး workflow အခုကိုစက္ကန့်ပိုင်းလေးနဲ့ဖန်တီးပြလိုက်တာကိုမြင်လိုက်ရတဲ့အချိန်မှာပထမဆုံးထွက်လာတဲ့စကားကကျွန်တော်အလုပ်ရုပ်တော့မယ်တဲ့ ကြည်စမ်းကဲအန်လော့ထီဖြစ်သွားစေတဲ့ဒီစမ်းသပ်မှုတွေကိုကျွန်တော်တို့အတူတူခွန်ရှင်းကြည့်ရအောင်အော်တိုမေးရှင်းလုပ်တယ်ဆိုတဲ့နေရာမှာတကယ်တမ်းအခက်ဆုံးက work flow ကိုလက်တွေ့တည်ဆောက်ကြရတခုတည်းမဟုတ်ဘူးဗျာအဓိကကဘာကိုဘလို့လုပ်မလဲဆိုတဲ့ concept ကိုစဉ်းစားရတာအဲ့ဒီအပိုင်းကတကယ်ကိုအချိန်ကုန်ဆုံးပဲဒီမှာအဓိကကွာခြားချက်ကိုကြည့်လိုက်ရအောင် ဝေါ်ဖလုတ်တစ်ခုကိုကိုတိုင်အစဆုံးစဉ်းစားပြီးတည်ဆောက်မယ်ဆိုရင်နိုင်ပေါင်း10နိုင်15နိုင်လောက်တောင်ကြာနိုင်တယ်။ဒါပေမဲ့ AI ကတော့ prompt အကြောင်းလေးနဲ့မိနစ်ပိုင်းအတွင်းကြီးတွားနိုင်နေတယ်။ဒီကွာခြားချက်ကတော်တော်ကြီးတယ်နော်။အဲ့တော့ဒီကိစ္စအတွက်ဘဒူးကိုဆိုင်းမလဲဆိုတော့ Cloud Opus ကိုစမ်းကြည့်ကြပါပါ။သူက coding ပိုင်းမှာတော်တော်လေးကျွမ်းတယ်လို့နာမည်ကြီးတဲ့ LLM တစ်ခုပေါ့အခုတည်ချင်တာက Alien လို့ short tweet workflow တွေအတွက် လိုအပ်တဲ့ logic ချက်ချက်စဉ်းစားတွေးခွာနိုင်စွမ်းတူမာတကယ်ရောရှိရလားဆိုတာပါပဲ။ဒါကတကယ်ကိုအဓိကကြတဲ့အချက်ပဲ။ဘာလို့လဲဆိုတော့ AI ကကိုယ်ရေးတယုံနဲ့မပြီးဘူးလေ။ system တစ်ခုလုံးရဲ့ logic ပိုင်းသူ့ရဲ့ structure တစ်ခုလုံးကိုပါသဘောပေါက်နားလည်ဖို့လိုတာကိုအကောင်းဆုံးရလာတဲ့ရဖို့အတွက် AI ကို data မေခွန်းတန်းမေးလိုက်လို့တော့မဖြစ်ဘူးဗျာ။သူ့ကိုလိုအပ်တဲ့အသိပညာတွေရှင်းချချစ်တဲ့တေးသေးချာချာဖေးပြီး training လုပ်ပေးဖို့လိုပါတယ်။အဆင့်30နဲ့ကင်းစင်သွားမှာပါ။ ဟုတ်ပြီ setup လုပ်တဲ့အဆင့်တွေကတော့ပထမဆုံး project တစ်ခု fundy မယ်ပြီးရင်ဒုတိယအဆင့်က cloud ကို NAN အကြောင်းနားလည်သွားအောင် NAN ရဲ့ official documentation တွေ readme file တွေကို knowledge အထက်ထည့်သွင်းပေးမယ်နောက်ဆုံးတတိယအဆင့်အနေနဲ့သူ့ဘလို့အလုပ်လုပ်ရမလဲဆိုတာကိုအသေးစိတ်ညွှန်ကြားထားတဲ့ system prompt တစ်ခုထည့်ပေးရမှာပါအဲ့ဒီ system prompt ကတော်တော်လေးအရေးကြီးရပါတယ် AI ကမလုပ်ရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိသာအောင်အပိုင်းတွေခွဲပြီးရေးထားတာဥပမာသူ့ရဲ့အဓိကအဟိမန်းချက်ကဘာလဲဆိုတဲ့ overview ။အနည်းငယ်အကြောင်းနောက်ခံချက်လက်တီးပြီးတော့ blow off flow မျိုးဖန်တီးရမယ်လဲဆိုတဲ့တိကျတဲ့ညွှန်ကြားချက်တွေနမူနာတွေအထိအကုန်ပါပါတယ်။ကဲအခုစို့ AI လဲ training ပြပြီးပြီဆိုတော့နောက်တစ်ဆင့်ကတော့တကယ်လက်တွေ့စံတမဲ့အပိုင်းပေါ့။လိုချင်တဲ့ workflow ကိုပေါ်ပြတဲ့ user prompt တစ်ကြောင်ပေးလိုက်ပြီးသူဘယ်လိုမျိုးအဖြေထုတ်ပေးမလဲဆိုတာစောင့်ကြည့်ရုံပါပဲ။ဒီစံတမှုအတကျကျွန်တော်ပေးလိုက်တဲ့ prompt ကတော့ရိုးရိုးလေးပါပဲ Gmail ထဲကမဖတ်ရသေးတဲ့ email တွေကိုဆွဲထုတ် AI ကိုသုံးပြီးအချင်းချုပ်ခိုင်းပြီးရင်အဲ့ဒီအချင်းချုပ်ကို slot ကျင်တဲ့တစ်ခုထဲကိုပို့ပြီးဆိုတဲ့ workflow တစ်ခုတည်ဆောက်ခိုင်းတာပါအဲ့ဒီ prompt ကို clock ကခဏလေးနဲ့ process လုပ်လိုက်ပြီး workflow တစ်ခုလုံးကို json format နဲ့ output ထုတ်ပေးလိုက်ပါတယ် d file ကို copy ကူးပြီး natn ထဲမှာ direct import လုပ်လိုက်ရုံပဲအဲ့ဒီ json file ကို import လုပ်လိုက်တဲ့ဆိုရင်ပဲကြည့်လိုက်ပါဦး workflow structure တစ်ခုလုံးက node ညွန်ကြားချက်တွေနဲ့အပြည့်အစုံ 8 in canvas ပေါ်ချက်ချင်းရောက်လာတာပါပဲတော်တော်အံ့ဩဖို့ကောင်းတယ်ဟုတ်ပြီအခုကတော့အရေးကြီးဆုံးအပိုင်းပေါ့လက်တွေ့စမ်းသပ်ကြည့်အောင်အရှင်းပါ AI က generate လုပ်ပစ်လိုက်တဲ့ဒီ workflow ကတကယ်ပဲအမအေးမရှိ run လို့ရရလားဒါမှမဟုတ်ပြဿနာတွေရှိနေမလားကြည့်လိုက်ကြရအောင်အင်းထင်းတဲ့အတိုင်းပါပဲပထမဆုံးအချိန်မှာတော့အရာအလုံးအစင်ချောမနေခဲ့ပါဘူး workflow ကို import လုပ်လိုက်တာနဲ့အနည်းအောင်နဲ့ပြနေတဲ့ note တွေတွေ့ရတယ် ဒါကဘာကိုပြလဲဆိုတော့ပြင်ဖို့လိုတဲ့ error တွေရှိနေတယ်ဆိုတဲ့သဘောပါပဲ။ဒီမှာကြည့်မယ်ဆိုရင်ဘာ error တွေတက်ပြီးဘာတွေပြင်ထည့်ရလဲဆိုတာမြင်နိုင်ပါတယ်။ဥပမာ Gmail တို့ Slack တို့လို account တွေအတွက် credentials တွေကိုကိုယ်တိုင်ပြန်ချိတ်ပေးရတယ်။ပြီးတော့ Gmail Notepad က date field မှာ value တစ်ခုထည့်ပေးရတာမျိုး Google Sheets note တွေရဲ့ setting ကိုပြောင်းပေးရတာမျိုးတွေရှိတယ်။နောက်ဆုံး logic flow မှာလမ်းကြောင်းလွှဲနေတာကိုတော့ကိုယ်တိုင်ပြန်ပြင်ပေးခဲ့ရပါတယ်။ အဲ့လိုမျိုး troubleshooting လုပ်တာ7မိနစ်15မိနစ်လောက်ပဲကြာပါတယ်။အဲ့ဒီတော့မှတော့ workflow ကအောင်မြင်စွာ run သွားပြီးတော့ email တွေကိုအချင်းချုပ် slack ကိုပို့ပေးတဲ့အလို့ကိုရွေထားတဲ့အတိုင်းတကယ်ပဲလုံးဆောင်နိုင်ခဲ့ပါတယ်။ဒါဆိုရင်ဒီစမ်းသပ်မှုထုလုံးကနေဘာကိုကောက်ချက်ချလို့ရမလဲ။အစမှပြောခဲ့သလိုပဲ automation expert တွေရော တကယ်ပဲအလုပ်ပြုတ်သွားပြီလား။အဖြေကတော့ရှင်းပါတယ်။ AI ရဲ့စွမ်းဆောင်ရည်ကိုကြီးလိုက်ရင်အများနှောင်းကတော့စမ်းမတ်မှာကိုမပြေအောင်ကောင်းတယ်။ concept for to နိုင်ဆောင်ကလည်းရှုပ်ထွေးတဲ့ workflow ကိုကောင်းကောင်း structure ချပေးနိုင်လို့ရှင်းမှတ်လို့ရတယ်။ဒါပေမဲ့တိကျမှု accuracy ပိုင်းမှာတော့ငားမလောက်ပဲပေးနိုင်မယ်။ဘာလို့လဲဆိုတော့လူကိုယ်တိုင်ပြန်ပြီး debug ထလို့ရတာတွေအများကြီးရှိနေလို့ပါပဲ။ဒီအချက်ကဘာကိုပြနေလဲဆိုတော့ AI ဟာလူကိုအစားထိုးဖို့မဟုတ်သေးပဲတကယ်ကိုအစွမ်းထက်တဲ့အစချူမှာ starting point တခုအဖြစ်အသုံးဝင်နေဆိုတာပါပဲဆိုလိုတာကသူကအလုံးရဲ့80%လောက်ဖြစ်တဲ့အခြေခံ structure ကိုအမြန်ဆုံးတည်ဆောက်ပေးတယ် ပြီးမှလူသား expert ကအဲ့ဒီအပေါ်မှာပြန်ပြင် debug လုပ်ပြီးပြပြဆောင်အောင်လုပ်ရုံပဲ။ဒါက나이နဲ့ခြိတဲ့အချိန်တွေကိုတတ်တာစီတာပေါ့။ဆိုတော့တကယ်အစွမ်းစားကကိုခေါင်းထဲမှာရှိတဲ့စစ်ကူးတွေကိုလက်တွေ့အကောင်အထည်ဖော်ဖို့ပုံများလာတာပေါ့ပဲ။အရင်ကဆို나이ပေါင်းများစွာကြာမဲ့အလုပ်ကိုအခုမနစ်ပိုင်းနဲ့အခြေခံတိဆောက်နိုင်ပြီလေ။ဒါတော့နောက်ဆုံးအနေနဲ့မေးချင်တာကတော့အခုလိုအဆက်ဖြုတ်မှတစ်ခုရပြီဆိုတော့ ဘယ်လိုမျိုး automation တွေကိုစပြီးတိစောက်ကြည့်ကြမလဲဆိုတာပါပဲ။